ကဲဒီနေ့မှာတော့ Facebook ကပတ်စံရှာဖို့အတွက် Motivation အောင်မီတာ Page ကိုကျွန်တော်၃ရောက်ပေါ့နော်ဝယ်ဖို့အတွက်ကိုကျွန်တော်ဒီလအတွက်ပြန်ကူညီပေးဖို့မှာဖြစ်ပါတယ်အဲနောက်ပြီးတော့ကျွန်တော်ဒီလမှာတချို့ကဒီအကိုတဲ့ဒီလအတွက်အကို Facebook ကလာစာဘယ်လောက်ရလဲဆိုတော့ဒီလဘယ်လောက်ရတယ်လို့ထင်လဲဟောတာကျွန်တော်ဒီလရဲ့ရစာလေးဖြစ်ပါတယ်၂000ချောက်ပါကြောပေါ့နော်ဒေါ်လာ2600ကျော်ရပါတယ်ပတ်စံကတော့လုံးဝရှယ်ပေါ့နော်2600ဆိုလို့ရှိရင်2600ကျော်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်မြန်မာငွေနဲ့တွက်မှာဆိုတော့ ိမ်သိအောင်ပြီးတော့ရပါတယ်။အဲ့ဒါလည်းဖြတ်နေပါရဲ့နော်။ဒါကတော့ကျွန်တော်တလားလားတော့ကျွန်တော်အလားတော့အမြဲတမ်းရတယ်။ဒါပေမဲ့ဟိုတစ်ခုရှိတာလေကျွန်တော်၃ယောက်ပဲကူညီมาဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Viber နံပါတ်လေးပြောပြပေးမယ်နော်။သိချာမှတ်တာနော်။အဲ့ Viber လေးကိုလာခဲ့နော်။၃၉၅၁ခွန်နှစ်ခွန်နှစ်ခွန်ရှစ်เนาะထိုင်းဖုန်းနံပါတ် Viber ထဲကိုလာခဲ့ပါကျွန်တော်ဒါမဲ့ကျွန်တော်တစ်ခါတစ်ခါလာတဲ့ခါကျတော့ရှင်အရောက်တွေအများကြီးပဲဗျာကျွန်တော်အဲ့အရင်ဆုံးလာအရင်ဆုံးလာတဲ့၃ယောက်ပဲကျွန်တော်ကူညီပေးมาဖြစ်ပါတယ်နောက်ပြီးတော့နံပါတ်၄တစ်ချက် ျွန်တော်စီလာတဲ့လူတွေအားလေအခုပြောမစလို့ဆို Facebook ပေးဝယ်မဲ့လူတွေကဟိုအခြေခံ9000အခြေခံ4000နားမလဲတဲ့လူတွေမလာပါနဲ့နော်။ဘာဖြစ်လို့လဲဆိုတော့အစစ်မပြေဘူးလေအကိုကအဲ့ Facebook ပေးဝယ်ပြီးပတ်စံဘယ်လိုရတာဟာသွားပြီးတိကျတယ်။အကိုအဲ့လိုမျိုးအခြေခံ4000မသိဘဲနဲ့အော်ကိုသိုးလင်ကြီးကတော့ပတ်စံဒီတော့အများကြီးရတယ်။ဟာငါတို့လည်းစိတ်ဝင်စားပတ်မင်းမဲ့ဟိုသွားပြီးတော့ဝယ်ပြီးလုပ်မယ်။အဲ့လိုမျိုးမရအောင်နော်။အရင်ဆုံးလေးလာရတယ်။အလုပ်တစ်ခုလုပ်ပြီးဆိုဝုန်းတိုင်းထားလို့လို့မရမွဲသွားလိုက်မယ်။ เนาะကျွန်တော်ဝယ်ပေးလိုက်လို့ရတယ်ဝယ်ပေးရောယူသွားဆိုပြီးတော့အဲ့ဒါကြီးပတ်သက်15သိန်းမြန်မာငွေ15သိန်းနဲ့အဲ့ပေးစိုက်ပြီးမလုံးပါလားဘာမှမလုပ်တတ်တာအရင်ဆုံးလေ့လာပါ Facebook ကဘယ်လို run ရလဲကိုဗီဒီယိုဘယ်လိုရိုက်မလဲကိုဘာတွေကိုတင်ဆက်ခြင်းလဲပေါ့အဲ့အပြင်ရိုက်တဲ့ဗီဒီယိုမရှိတဲ့လူကလည်းအဲ့ပေးကြီးဝယ်ပြီးပတ်စံရမှာမဟုတ်ဗီဒီယိုရိုက်ပြီးလူကြီးမှပတ်စံရမှာ နော်အဲ့လိုမျိုးရှိပါတယ်တချို့ကျတော့ဗီဒီယိုတွေဘလို့ရိုက်ပြီးတင်ရမလဲလို့ဘာလို့အဲ့ဒါတွေကိုပြောမဆိုရင်ဟိုဘာမှဟိုအခြေခံလေးတွေဟာအစာပေါ့နော်အဲ့လိုမျိုးလာပြီးတော့အမေးတဲ့လူတွေရှိတယ်အဲ့လိုလူမျိုးတွေကျတော့အရင်ဆုံးလေ့လာပါအောင်လို့ကျွန်တော်အကြံပေးချင်ပါတယ်လေ့လာပြီးတော့ အကိုတက်ပြီးဟိုဟာဖြစ်တော့မှအဆင်ပြေပြီးငါကိုကိုဗီဒီယိုတွေလောက်နိုင်ပြီးဗီဒီယိုလောက်တယ်ဆိုတာကျွန်တော်တို့ဒီကတ်ကတ်တွေပါရင်လည်းဗီဒီယိုဖျက်ရတယ်သူများစိတ်ဝင်စားအောင်ပေါ့နော်ဗီဒီယိုလေးတွေကိုအဲ့လိုမျိုးတင်ဆက်ပေးရတယ်အဲ့လိုမျိုးလောက်နိုင်ပြီးဆိုတော့မှကျွန်တော်စီလာခဲ့ပါကျွန်တော်ကနေကူညီပေးမယ်အဲ့ကျွန်တော်လည်းချိန်ပြီးတော့အမသူ့နဲ့ဒီပြောမှဆိုရောင်းတဲ့ဟိုဝယ်ပေးတဲ့လူပေါ့အကူနဲ့ချိန်ပြီးမယ်ကျွန်တော်က300လောက်ပဲအများကြီးလည်းအဆင်မပြေဘူးတော်300လောက်ချိန်ပြီးမယ်အမသူ15သိန်းလား14သိန်းခွဲလားအမသူကကိုကြည့်အဲ့ဒီ pay တွေပါလေကြည့်တော့ monetization အောင်ပြီလား ပြောမှဆိုလို့ရှိရင်ကိုပန်ချိန်ပြီးတော့လှုပ်ယုံပဲပေါ့နော်အဲအဲ့ဒါမျိုးလေးတွေကိုယ့်ကိုကြည့်ပြီးတော့ဝဲနော်ဟိုတချို့တွေကလာလို့ရှိရင်ကိုဘလူတင်ရတာပါလေအဲ့လိုကိုအသေးစိတ်တွေအားစားအောက်ခြေတွေအားစားမသိလို့ရှိရင်ကျွန်တော်လည်းဒါကြီးသူတို့ဝဲပေးလိုက်တော့ဘာမှလည်းအကျိုးမဖြစ်တော့လာဘူးလေနော်ဟိုဆိုးကျိုးပဲဖြစ်သွားမှာလေအဲ့ဒါကြောင့်မို့လို့အရင်ဆုံး အဲကိုတကယ် Facebook မှာပတ်စံရှာခြင်းလဲဆိုလို့ရှိရင်အရင်ဆုံးလောက်ပါเนาะအရင်ဆုံးလောက်ပါဒီနေ့ကတော့ကျွန်တော်ဒီရတဲ့ပတ်စံက Facebook ကရတာမြန်မာငွေဆိုကျွန်တော်သိန်း100လောက်ရပါတယ်ဗောနော်ဒီလာကတော့အဲကိုစိုးလင်းကသိန်း100ရတယ်ငါတို့လည်းလိုချင်တယ်ဆိုပြီးတော့လူကတော့ဒါလူတွေကတော့ပတ်စံကတော့လိုချင်ကြတာဗောနော်ဟောပတ်စံလေးဒီကနေရတယ်ဆိုတော့ကိုမိသားစုရေဒီပြောမှဆိုလို့ချင်းကိုရဲ့ မိသားစုရေးတွေကိုယ့်ရဲ့နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ရေးတွေဖြည့်ရှင်းလို့ရလေပတ်စံအားနဲတာမဟုတ်လားအဲဒါပေမဲ့လွယ်လွယ်နဲ့တော့ဘာမှမရပါဘူးဗျာပြောမှဆိုလို့ရှိရင်အားလုံးကသူ့အခက်ခဲနေသူရှိတယ်လွယ်လွယ်နဲ့ပတ်စံရမယ်ဆိုလို့ရှိရင်လောကကြီးမှာအဲ့ဒီအလွယ်လမ်းမလိုက်တော့ဘောနော်ဘာမှလွယ်လွယ်နဲ့မရအောင်ကျွန်တော်တို့ဒီ Facebook မှာပတ်စံရှာရဲဆိုတာသူ့အနေနဲ့သူခက်ခဲတယ်ဟို copyright တွေမီလို့မရအောင်သူတို့ရဲ့စီကံချက်တွေရှိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဆိုလို့ရှိရင် fake admin တွေပါလေအစထားတာပါဘောနော်အားကြောင့်မလို့ကျွန်တော်ဒီလာဆိုလို့ရှိရင်သိမ့်တရာကျော်ရတယ် ဒီကိုမှန်မှလည်းရသေးချင်တယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့၃ရောက်ပဲเนาะ၃ရောက်ပြီလို့နောက်လာတဲ့လူတွေကတော့ကျွန်တော်ဒါဟိုအကြောင်းပြပေးလိုက်မှာမဟုတ်သွားနာကျွန်တော်ပြောခဲ့တဲ့အကောက်အဲ့ဒီ Viber number ကိုဈေးလဲလာဝယ်လို့ရတယ်เนาะအဲကျွန်တော်ကကျွန်းနဲ့ဒီဘာညာတွေမှာမြန်မာပြတ်ကြည့်ကြရလေးတွေပေါ့အကြီးကြီးလေးတွေလည်းကျွန်တော်တင်လာတာရှိရင်เนาะအဲ့ဒါလေးတွေဝယ်လို့ရတယ်ဒီကိုမှန်မှတွေပြောပြပေးတာပေါ့เนาะကဲဒါကြောင့်မလို့ဒီကိုမှန်မှတွေဒီ page ကျွန်တော်၃ရောက်ဝယ်ပေးမယ်နော်ဝယ်ပေးတဲ့ခါကြာလို့ရှိလို့ရှိရင်ကျွန်တော်ပြောတာရှင်းရှင်းလေးပေးဝယ်ပေးကျွန်တော်ယုံကြည်လို့လာတယ်ဆိုလို့ရှိရင်ဟိုရစ်တဲ့လူတော့ကျွန်တော် အာယုံအနောက်ခံမှာမဟုတ်ဘူးเนาะအကိုကြီးကျွန်တော်ဒါတခုကြီးမှာကျွန်တော်မှာတော့ plan ရှိပြီးသားရောအကိုဝယ်ဆိုလို့ချင်း ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်အားချိတ်ပြီလားမှကြည့်ပြီးတော့ကိုကြိုက်အောင်ဝယ်အောင်ဟိုဟာပြစ်တာတော့ဒီဟာပြစ်တော့ရစ်တယ်ဆိုရင်ကျွန်တော်အမှသာရစ်လို့ရှိရင်ကွက်ကိုကြိုက်တဲ့နေမှာကြိုက်တဲ့လူကြီးရှာပြီးဝယ်ကျွန်တော်ကအဲ့လောက်ထိအချိန်အားရမှာမဟုတ်ကျွန်တော်ကလည်းပြောမလို့ကိုမြန်မာပြည်သားချင်းချင်းရကြင်လို့ကူညီတာပြတချို့တွေအားရှိတယ်ငလာပြီးလို့ရှိရင်အာရပါမလားဟုတ်ပါမလားဟိုဟာပေါ့နော်ဟိုသူကလည်းလာမေးသေးတယ်ဗျာလဝဲကျင်လို့လာပြီးတော့လည်းမေးကန်တယ်အဲ့လိုမျိုးလူမျိုးတွေကလည်းတည်တန်းရှိတယ်အဝယ်ရောပစင်ပြပါမှာဘလို့ဖြစ်တာလို့ဘလို့ဖြစ်တာအဲ့လိုမျိုးလာရင့်မယ်ဆိုလို့ရှိရင်မလာနဲ့လို့ဟိုတာနော်ဘာလို့လဲဆိုတော့ကျွန်တော်ကလည်းအဲ့လောက်ထိအချိန်လိုက်ပြီးတော့ဟိုက ဖြစ်လာလုံးလုံးမအားဘူးနော်အားကြောင့်မို့ကျွန်တော်လိုချင်တဲ့တကယ်ကျွန်တော်တို့ပြောမယ်ဆိုသူတို့ရောင်းနေဆိုတာကျွန်တော်တို့ပတ်စံတကြားတစ်ချက်မှ ရတာမဟုတ်ရောင်းတို့သူတို့ကျွန်တော်ကကူညီပေးတာပဲရှိရနော်အားကြောင့်မို့လို့လာမယ်ဆိုလို့ရှိရင်အဲ့လိုငရစ်တွေမလာပါနဲ့နော်မယုံကြည်တဲ့လူတွေမလာပါနဲ့ကိုယ့်ကိုမဝယ်နဲ့ခင်ဗျားတို့လည်းဝယ်ခိုင်းတာမဟုတ်ဘူးနော်အားကြောင့်မို့လိုချင်တဲ့လူဆိုရင်ကျွန်တော်တောင်းတော့ကူညီပေးမယ်လာခဲ့ပြီကျွန်တော်တေချာလေးလုပ်ပေးမယ်ပြောမယ်ဆိုလို့ရှိရင်ယုံကြည်စိတ်ကြတဲ့ကျွန်တော်ဝယ်ဝါလို့ဗျာပတ်စံဘာနဲ့တန်းချဲယုံမယ်အဲ့လိုမျိုးဒါကိုကတော့စူးစမ်းဖို့လိုလို့ပေါ့နော်ကိုစူးစမ်းကိုပတ်စံရမှာဒါပဲ အဲတခါကျကိုကကျွန်တော်ကတော့စိတ်တနာနဲ့ဝယ်ပြီးတာတခါကျလို့ဆိုရင်လူတွေကအဆင်မပြေဘူးလေနော်အဲ့လိုမျိုးရှိတယ်လူတွေကတော့အမျိုးမျိုးစိတ်ထွေတွေပါပဲအဲ့လိုရှိပါတယ်နော်အဲအားလုံးကျေးဇူးတင်ပါတယ်